Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Muhan Official Music Channel ကနေပြန်လည်ကြိုဆိုပါရစေဗျာ။ကဲဒီနေ့ကျွန်တော်ကဟိုးရှင်တော့တချင်ဟောင်းတပုတ် review လုပ်ရှင်တယ်။ review ကဘာချင်းလုံးဆိုတော့အဲ့ဒါဒီ we ဘာနာမည်နာမည်ကဖတ်ရတာနည်းနည်းဟောဗျာခက်တယ်ဗျာ။သူကပါဠိစလုံးလို့ပတ်စင်နေနေရေးထားတာဆိုတော့ဝိမုတ်တိစိတ်လှည့်ကြည်ခြင်းမွဲတဲ့။အဲ့ကျွန်တော်ကိုပူပူကြီးဆိုခဲ့တာ။ กูซุลุลุนบ่ตีเยตีวันอ่ะจ้ะรอจรหูรอชรเสียยี่นี่น้องอะตัวยีซักเซสซักเซสปานบ่เออซักซักตีวันบ่ยูโนอ่ะดีเสียฉิดตองไม่อยากเตยอยู่แต่ดูเลยไอ้คิดตรงอ่ะตัวยောက်ยောက်บีล่ะไม่อยากเตยอยู่ล่ะจรเราไม่ตีอยู่ดาใบดีไอ้แท้มาตีเยလက်တံကြီးကတော့ဆရာဘွယ်ကြီးရဲ့လက်တံဗျအဲ့ဒါအဲ့ဒါတော့တည်ကြတယ်ဗျသူတည်ထားတဲ့ပုံစံကဘာဖြစ်လို့ဆိုဆရာဘွယ်ကြီးကလေ ဟေးဆရာစောဝဲဘူးကအဲသူက neutral minor scale လို့အဲ့လိုမျိုး harmonic minor scale လို့ပါသူကသူ့ရဲ့ဘာပေါ့ favorite လို့ပြောလို့ရတယ် scale တွေဗျာအဲ့လိုမျိုးဟာရည်နဲ့သူကပြင်းတာခုဒီသချင်းထဲမှာလည်းအဲ့တိုင်းပဲဝိမုတ်တိစိတ်လက်ကြည်ခြင်းပွဲပေါ့ဘာအဲ့ဒါဟာဘာအဓိပ္ပာယ်လဲတော့ကျွန်တော်လည်းမသိဘူးတော့ဘာအဓိပ္ပာယ်လဲမသိဘူးကနည်းနည်းတရားသဘောရောပါလိမ့်မယ်နဲ့တူအဲသိရလူရှင်းတော့ပြောပြပါဗျာကျွန်တော်ဟုတ်နော်အဲ့ဒါလေးကိုအဲ့ဒီသချင်းကသူက raw ပုံစံမျိုးဗျာ အရင်တော့ဟို old school rock တွေတဘောဘူးဘူးတယ်မျိုးစထွက်လာခဲ့ကျွန်တော်တို့ကဒီ minor key တွေအရင်ပဲယူပြီးတော့တီးရမှာဟိုအဲ့လိုမျိုးပေါ့6ပေါ့6ရယ်4ရယ်5ရယ်နောက်ပြီးတော့3ရယ်အဲ့လိုမျိုးသွားတယ်နောက်ပြီးတော့ဟို va ဟိုပေါ့ chorus byte ပါအစုံလေးပါဆိုလို့ရှိရင်2 chord ပါမယ်5 chord ပါမယ်အဲ့လိုမျိုးပေါ့အဲ့တော့ပုံစံကဘယ်လိုဖြစ်မှုဆိုတော့သူက သူတို့ရှေ့တုန်းကဟိုဟာပေါ့ရှေ့တုန်းကဆရာတွေအိုးအရင်ကဆရာတွေလှုပ်တဲ့ပုံစံတွေအဲ့ပုံစံတွေကိုသွားတွေ့ရတာကျော်ကဟဲ့ဆိုဒီ effect ခါလာရွေးဝင်ရွေးနည်းအစားသူကအဲ့လိုအရင်သူတို့ခစ်တော့တိတ်ပြီးတော့ဘယ်လိုခေါ်မို့ကျွန်တော်တို့ဒီဘက်ခစ်တွေမှာမရှိသလောက်ရှားသွားရည်ဖြစ်တဲ့ဟိုဘက် fast f u z z ဆို fast drive တွေနောက်ပြီးတော့ marathon drive distortion တွေအဲ့လိုမျိုးကြီးနေသုံးတော့ဆိုအတန်ကြီးတွေကကွယ်ကွယ်ပြပြကြီးနေဟိုဇက်ထဲကတန်လို့လို့ဘာလို့အဲ့လိုမျိုးတော့ဖြစ်လိမ့်မယ်ဗျာဒါဒါကတော့ဒါသူအပြစ်ပြောလို့ပြအောင်သူတို့အဲ့အရှင်တော့ကျွန်တော်တို့ရှိတဲ့ဟိုဘက် quality ရှိတဲ့ ဟိုအဲ့တော့ရှိတဲ့ပစ္စည်းတဲ့အကောင်းဆုံးဖြစ်အောင် quality အကောင်းဆုံးဖြစ်အောင်လုပ်ရတာဆိုတော့ဒါပြတော့ပြောလို့မရဘူးဒါကျွန်တော်ကနားထောင်မှာသူတို့ရဲ့ arrangement ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ကယူရမှာပညာယူရမှာတော့အဲ့ဒါမျိုးတို့ရတော့တော့ဘာအဲ့ဒီအဲ့တောင်ချိန်မှုကနည်းနည်းတော့ခက်တယ်ဗျာကျွန်တော်စီရဟာရင်းနေကြတယ်အဲ့တော့ဒီအဲ့လိုပုံစံမျိုးတွေလာမှလည်း ပုံစံမျိုးလေးတွေသူပုံစံဖွဲ့စည်းတာဒီခော့ဟိုအားထဲမှာဘက်ကင်ပေးတာဆိုကျောထင်လေးအဲ့ဒါ तू ကခေတ္တသမားနှစ်ယောက်ဖြစ်လိမ့်မယ်ဗျာနောက်တစ်ယောက်ကဘယ်သူလဲမသိဘူးဘေးကဒီ left right ခွဲပြီးတော့တီးသွားတဲ့သဘောမျိုးဗျာဒီဆိုလိုမှာကျတော့ဒီခီးဘုသမားအဲ့ဆိုလိုဟိုကျွန်တော်က highlight လုပ်မှာနော်ခုဟာဟူဟာတချင်းပုံစံကတော့ဒီယိုယို raw ထဲမှာပဲသွားတယ်ဒီ minor key ထဲမှာပဲသွားရပုံစံမျိုး B minor ပေါ့ B minor key ထဲမှာသူကသွားရပုံစံ အဲ့လိုပုံစံမျိုးသွားမှာနော်ဟိုတော့တစ်ချက်တော့ကျွန်တော်ဟိုအားလုပ်ကြည့်အောင်စကြည့်ရအောင်နော်ဘာမှမိုက်နေနော်သူကဒီဘောပေါ့ဟို triplet ဖရတ်တုံးဖလန်ပေါ့ဗျာကျွန်တော်ဖရတ်ဆိုပြီးရိုက်အဲ့ဒါပီ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 များအဲ့ခစ်ကလူကြီးခေါ်ရှော့တွက်လို့မရဘူးဝင်လာအချိန်နားတော့ကြည့်

ဲ့လိုပုံစံမျိုးကြီးဒီဘေးကဒီကဒါက left front ပေါ့ left side ဘက်ကနေ first first ဆိုရဲအဲ့ဟိုအကြီးနဲ့ဟို drive ကြီးနဲ့တီးသွားတာเนาะအဲ့တော့ကျွန်တော်တစ်ချက်လိုက်တီးကြအောင်เนาะသူသူ့ရဲ့ color တော့ကျွန်တော်နီးဆက်သွားဦးတော့ချိန်ထားပါတယ်အဲ့ဒါเนาะ drive တန်လေးကိုတော့ တော့ဒီ old school old school raw ရေးမှာအဲ့လိုသွားပုံစံမျိုးတွေယူတာများတယ်ကျွန်တော်အရင်တော့ခေတ်ကလူတွေကเนาะအဲဆက်နားတော့ကြည်ရတော့အဲ ပေါ်ဝင်လာရတယ်လားဒီဘဂင်နောက်မှာသူက riff ပေါ်ကျွန်တော်တို့ cover ဆိုလို့ချင်းလစ်ကလေးဝင်လာတယ်သူကသူဒီ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 သူအဲ့ minor minor scale ရဟာကိုသူကလိုက်လှုပ်သွားတာ ီကဟိုအရောက်သွားပြီအဲ့မဲ့ chorus ပဲရောက်သွားပြီသူကနော်အဲ့ဒီ chorus ဒီ phone ထဲမှာပဲသူသွားနေဒီအရင်ကြီးလည်းမပါဘူးကျွန်တော်တို့ဒီအရင်တော့အဲ့လိုမျိုးဟာတွေကနော်ပါတီရိုင်းရဲ့လောင်းရဲ့ပါတီရိုင်းရဲ့ပါတီရိုင်း ချိန်မှာ तू อ่ะဒီဘောဘော3 core ကိုဝင်တာလीဒီအဲ့အမျိုးဒီ F sharp ဘောအဲ့ core ဝင်လာတာနော်6ရယ်4ရယ်5ရယ်3ရယ်အဲ့ဒါကိုဝင်လာတော့အဲ့ဒါပြောတော့အဲ့ဒီ plan မျိုးလေးတွေပေါ့အဲ့ဒါလေးအရင်မိုက်တယ် ီစိတ်လက်ကြည့်ခြင်းပွဲအဲ့ဒါဘာဒိတ်ပဲလဲမသိဘူးဗျာเนาะမကန်လဲဘော ဟာလေအဲ့အာပြီးတော့ဒီဘက်ဒီဆွဲပြီးသွားချိန်မှာ तू ခီးဖို့တမဝင်လာတာတိလားအဲ့နေရာမှာဘာအကျိုးတမတော်တော်အကျိုးတမတော်တော်မိုက်တယ်ဗျာကျွန်တော်တော့ထင်တာတော့ sense ပေါ့ sense alone လို့အဲ့လိုမျိုးခီးဖို့မှာရှိရ sense ပေါ့အဲ့ sense ကိုဂီတာပုံစံမျိုးတီးသွားတာဗျာဟောတာအဲ့ solo လေးတစ်ချက်နားထောင်ကြည့်ဒီ minor scale တွေကဟာမိုနီ minor ကို तू တုံးတာဆရာပွေကြီးရဲ့လက်တံပဲလား အဲ့အဲ့ဒါအဲ့ဒါဒီဟာမနီမိုင်တာလေလို့သားအဲ့ဒီအဲ့မဲ့တူကဒီထပ်ပင်တွေဘာတွေအဲ့တော့ထပ်ပင်တွေဘာပေါ့ပြီနော်တူက ဲ့ဒါပြီးတော့မှဒီ keyboard ကဝဲချလာတယ်။သူ့ရဲ့ဒီ three note bar string ကလေကြောက်စရာကြီးဗျာ။အဲ့ဟိုဆရာဘော်ကြီးရဲ့အဲ့ဒါလက်တာဟောနားတော့နားတော့ကြည့်အောင်လိုက်တဲ့ခုနဟာကိုပြန်ဝင်လာအခုနအတိုင်းပဲသူအဲ့အဲ့ခိကရာအတိုင်းပဲ ဲ့လိုပြန်ဝင်လာခေတာဟမ်ပြောနေတာကြာသူတို့ဟိုခစ်တော့လေအဲ့လိုတယောက်တော့တယောက် pass တည်းရဲ့သူကဒီဝဝဒီဝိုင်းသမားတွေကတယောက်တော့တယောက်ဒီသူတို့ pass ကို pass သူ pass ပေါ့အဲ့လိုရှိရပြန်ခုဆိုလိုမှာလည်းအတိုင်းပဲလေဆရာပွေကြီးရဲ့ဆရာစိုးမဲထင်တာပဲကျွန်တော်ကတော့အဲ့ဒါအဲ့ဒီတခြင်းကတော့ ဟုတ်ချင်မှလည်းဟုတ်တယ်ဗျာနော်ကျွန်တော်တို့ဘွေပြူနဲ့တကယ်လို့မှားခဲ့ရင်တော့မှဆယ်ဘွေကြီးရဲ့အမားတော့ဒီ success ကဟိုကုကင်စာကြီးလိုလည်းပါတယ်အဲ့တော့အာကုကင်စာလည်းတီးရယ်နဲ့တူတယ်ကုကင်စာလည်းတီးတယ်ဆရာပွဲလည်းတီးတယ်အဲခီဘုတ်တမဘသူလုံးမသိဘူးဗျာတီးရယ်လူတစ်ချက်တော့ပြောပြအဲ့ဒါနော်ကျွန်တော်ခီဘုတ်တမတော့လေးစားဖို့ကောင်းပါတယ်ပြန်နှားထောင်ကြည့်အောင်တို့ ီတချင်းပုံစံတွေကတော့အရင်ကြီးလဲအဲ့လိုမျိုးကြီးဟိုပါဖြစ်ပါဒီဘက်ခစ်လိုမျိုးအကျန်းစားရတော့မဟုတ်ဘူးပေါ့ဒါပေမဲ့သူ arrangement လုပ်ထားတာလေးကိုကျွန်တော်ကအတိမတ်ပြုလို့ရမ်းမိုက်လို့အဲ့ဒါကြောင့်ဒီဟာလေးကိုနောက်ပြီးတော့ဟိုပါပေါ့ကျွန်တော်ရဲ့ဒီကုမတ်နယ်မှာတယောက်ရှိတယ်ကုမတ်ဟိုကျွန်တော်ရဲ့နောက်ပြီးတော့ဒီကျွန်တော်ရဲ့ဟိုပါပေါ့အမြဲတမ်းကြည့်တယ်ဟိုပါပေါ့ subscriber ဒီ audience ဟိုအကိုတယောက်က အဲ့ချင်းကိုလုတ်ပေးဖို့တောင်းထားတယ်ကြားပြီဗျဒီဝီဘုတ်တီစလက်ကြည့်မို့ဆိုအမှန်တိုင်းပြောရလို့ရှိရင်ကျွန်တော်ဒီတချင်းကိုကျွန်တော်ကုမနာတော်မူတာဘုမကုမအောင်တော့သူပြောမအောင်နားထောင်ဘူးတာဘလို့ဘလို့ပုံစံလဲဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်တော့လေဝိမုတ်ထိဆိုပြီးတော့ရိုက်ရှာလိုက်တာမှာဒီတေတရားဟိုဟာကြီးကြာလာတယ်ဖုန်းကြီးတရားဟောတဲ့ပိုးကြီးကြာလာဟာဟုတ်သေးပါဘူးလို့အဲ့ဒါဘာအဲ့ तू ကတော့အဲ့လိုအဲ့ဒါကြီးလုတ်ခိုင်းမှာမပေါ်ဘူးဆိုပြီးတော့ဟိုဆိုးနောက်ကနေပြီးတော့ဆိုးလွင်လွင်ဆိုပြီးတော့ရိုက်ထည့်လိုက်တော့မှာ အဲ့ဒီရှင်းကြလားဝိမုတိစိတ်လဲကြည့်ခြင်းပွဲဆိုပြီးတော့အဲနော်အဲ့တော့သူတို့ကဒီတချင်းဟာသူကတော်တော်ကြာပြီဗျကြာပြီဆိုတာထက်ငါတို့မွေးခင်လောက်ကနေတူပါတယ်ကျွန်တော်ထင်တော့မွေးပြီလားမမွေးခင်မွေးသေးဘူးလားအဲ့ဒါတော့ကျွန်တော်သိချာမသိဘူးမွေးတော့မွေးလောက်ပြီပေါ့ဗျာနော်အဲ့တော့ဒီဟာကိုပပူကြီးရဲ့ဒီအရွယ်တိုက်တက်တက်တစုံထိုးတစောက်ကန်းလုတ်တက်တက်ကိုပပူကြီးရဲ့ တချင်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဟိုစီနီယာ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 ဂရာစီယာကြီးဆရာဆော့ဘွမူတီးထားတဲ့လက်တံဟိုကျွန်တော်ကပြန်ပြီးတော့ခန်းစားကြည့်တာပါအဲ့လိုလေနော်အဲ့တော့သူတီးထားတဲ့ပုံစံတော့ DI နဲ့ဟိုက natural minor key ရဲ့နောက်ပြီးတော့ harmonic minor key ရဲ့သူကတွဲပြီးသုံးတာအဲ့လိုသူက လှုပ်လေးသွားတယ်ဘယ်လိုအမြန်လုံးတော့ကြဘေးနေရတယ်ထောက်လို့ထောက်တခါလေးဘေးနေရတယ်ထောက်လို့ထောက်သွားမှမသိဘူးအဲ့လိုမျိုးလို့အဲ့ဒီတော့တောင်းဝင်လာတော့ရာဘီရောပါဒီကုနာ ီဘုတ်လို့ဖွင့်တာအဲ့လိုပုံစံမျိုးတွေတီးရဆိုတော့ဒီတေချာတော့ကျွန်တော်လည်းဟုတ်ချင်ပါလေဟုတ်တယ်မှာမှားချင်ပါလေဒါပေမဲ့ဒီ harmonic minor ရဲ့ natural minor scale တွေကတီးသွားတာတော့တေးကြတယ်ဒါအဲ့တော့လော that's why တေးကြတယ်ဗျာကျွန်တော်ပြောရဲတယ်နော်အဲ့တော့ဟုတ်ပြီကျွန်တော်ရဲ့ဒီ YouTube channel လေးကိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye